လေဒီကဈေးကြီးဈေးကြီးလို့ပေါ့နော်မြန်မာလိုပဲတောက်လိုက်မြန်မာလိုဘယ်လိုတောက်မလဲဆိုအဲ့လိုမိလာပါအဲဒီဗီဒီယိုလေးမှာကျွန်တော်ကအဲကျွန်တော်ဆန်းတောက်ချီဖြစ်တယ်ပေါ့နော်အဲ BC drink ပေါ့နော်အဲဒီအားလေးပေါ့နော်အဲ့ဒါလေးကိုအဲကျွန်တော်တောက်ခဲ့တဲ့ဟိုပါပေါ့နော် review ပေါ့နော်အဲ့ဒါလေးပြောပြဖြစ်ပါတယ်ပုံမှန်ကျွန်တော်တခါမှလည်းအဲ့လိုမျိုးတောက်လိုက်တောက်ထားလည်းမရှိဘူးအဲပြီးတော့ အဲနောက်ပိုင်းမှာပေါ့နော်ကျွန်တော်နည်းနည်းတောက်တောက်ဖြစ်တာပေါ့နော်နောက်ပိုင်းနည်းနည်းတောက်ဖြစ်တာ nutrient ကထုတ်တယ်အဲ BCA energy drink ပေါ့နော်အရသာကတော့ဟို blackberry ပေါ့နော် blackberry flavor ပေါ့နော်သူကဆိုင်မာတိရတော့ကျွန်တော် blackberry ရှိတယ် mango ရှိတယ်ပြီးတခြားအဲ့လိုမျိုးပေါ့ဒီ citrus အသီးတွေပေါ့နော်အချင်းအသီးလိုဟာမျိုးတွေဟာနည်းပတ်သက်ပြီးရှိတယ်ပေါ့နော်ကျွန်တော် blackberry လို့စမ်းတာကျွန်တော်ကြိုက်တယ်ဆိုတော့လေဒီအရသာလေးတောက်ကြည့်ရောအရသာကဟို ရှင်းရှင်းဖန်ဖန်လေးပေါ့နော်ဒီ after taste ကလည်းကောင်းပါတယ်ဟိုလိုမျိုးကြီးဘယ်လို energy drink တောက်တယ်လို့မျိုးလား energy drink နဲ့လည်းမတူအဲ energy drink လိုမျိုးတောက်ပြီးတော့အလုံးဝစောင့်တက်သွားတဲ့ပုံစံမျိုးကြီးလည်းမဟုတ်ဘူးအဲပုံမှန်ပုံမှန်တိုင်းပဲဒါပေမဲ့လမ်းတော့လမ်းသွားတယ်အဲတော့ကျအဓိက BCA ပါတယ်ဆို BCA ရဲ့အရှိတောက်က brand chain amino acid ပေါ့နော်ဒီ amino acid တွေပါ ဘယ်လိုပြောပရိုတင်းပေါ့နော်ကျွန်တော်ခန္ဓာကိုယ်အတွက်ပရိုတင်း recovery ဖြစ်ဖို့အတွက်လည်းအဲအသုံးဝင်တယ်ပေါ့နော်အဲ့လိုဆိုတော့သူကတော့ဒီမှာရောထားတာတနေ့တပူတောက်လို့ရတယ်ပေါ့နော်တနေ့တပူတောက်လို့ရတယ်အောက်ကစားမလုတ်ခင်သုံးမဟုတ်လုတ်နေတဲ့အချိန်ပေါ့နော်အောက်ကစားမလုတ်ခင်နိုင်ဝက်တွင်တောက်လို့ရတယ်ဒါမှမဟုတ်အောက်ကစားလုတ်နေတဲ့အချိန်တောက်လို့ရတယ်အဓိကတော့ protein တွေအမျိုးအစားအများကြီးပါပါဘောနော် isoleucine တို့ leucine တို့ valine တို့နော်အဲ့အမျိုးတွေပါတယ်နောက်တစ်ခုကကြတော့ ဘာပါလဲဆိုကက်ဖိန်းပါပေါ့နော်ကက်ဖိန်းကအရင်တော့မများဘူးပရိုတင်းကတော့ကျွန်တော်ပရိုတင်းက1.4 gram ကနေ4.6 gram ပေါ့နော်အလောက်ထိပါတယ်နောက်တစ်ခုကကြတော့ကက်ဖိန်းကအဲဒီကျွန်တော်တို့30 mg လောက်ပဲပါတယ်ဆိုနည်းရနေပါတယ်ပြီးတော့ B vitamin B complex ဆို vitamin B B ကလည်းလမ်းနေဆိုတော့လေအဲ vitamin B complex လည်းပါတယ်ပေါ့နော်ဆိုတော့ အရသာလဲကောင်းတယ်ကျွန်တော်ကတောက်ပြီးွားရေဆိုတော့အဲအခုအထဲမှာနည်းနည်းပဲကျန်တယ်ဗောနော်ကျွန်တော်အများကြီးလည်းမတောက်ရှင်းတော့အဲ့ဒါနည်းနည်းပဲတော့တယ်ဒီကတော့ဈေးကြီးဈေးကြီးလို့ဗောနော်မြန်မာလိုပဲတောက်လိုက်မြန်မာလိုဘယ်လိုတောက်မလဲမြန်မာလိုဆိုတော့နှစ်ရက်ခွဲတောက်ဗောနော်ကျွန်တော်မြန်မာလိုပဲတောက်လိုက်တော့ဗောဆိုဒီနိုင်ငံဒီနိုင်ငံမှာဒီနိုင်ငံရဲ့အနေထားလဲရှင်တော့နှစ်ရက်လောက်ခွဲတောက်မှအဆင်ပြေမှာဗောနော်အဲ့လိုဆိုတော့ အဲဒီဟာကဘယ်ရဝယ်လဲဆိုရင် ကျွန်တော်တို့အဲ TikTok မှာလည်း brother တယောက်အမြင်တင်နေရရှိပါတယ် CrossFit အဲ CrossFit supplement ပေါ့နော်ကျွန်တော်ဒီမှာရေးထားပေးမယ်ပေါ့နော်ကျွန်တော်ဝယ်တာကရန်ကုန်အဲရန်ကုန်စမ်းကြောင်အဲညောင်တုံးလမ်းပေါ့နော်ညောင်တုံးလမ်းကျွန်တော်ကျွန်တော်လည်းဝင်နေညောင်တုံးလမ်းပေါ့နော်ဝင်ဝင်ချင်းအိမ်၃လေးအိမ်ကျော်လောက်ဆိုရင် ရောက်ပြီပေါ့ CrossFit supplement မှာဝယ်အဆိုင်မှာအဲ protein တွေရော တခြားအစုံရတယ်ပေါ့နော်အစုံအစုံ protein နဲ့ပတ်သက်တာတွေရော ခရီတင်းနေရောအဆုံးမရှိရနော်မင်းရှိကြုံရတော့ကြည့်လိုက်ပေါ့ကောက်ပါအဲအဲ့လိုဆိုတော့ဟိုဘယ်လိုပြောမလဲဒီကောင်ကဘာအတွက်တောက်လိုက်ရလဲဆိုပရီဝေါ့ကောက်တဲ့အနေနဲ့လည်းတောက်လို့ရတယ်ပြီးတော့အဲလေ့ကျင့်ခန်းလုပ်ပြီးတော့ muscle recovery ဖြစ်ဖို့အတွက်လည်းတောက်လို့ရတယ်နည်းနည်းကွာ performance နည်းနည်းလေးကောင်းကျင်တယ်တက်တော့တက်ဖြစ်ရှင်တယ်အဲ့လိုမျိုးအနေနဲ့တောက်လို့ရအဲ့လိုဆိုတော့ဟိုအစားထိုးအနေနဲ့တောက်မယ်ဆိုရင်တော့အရန်ကောက်ပါတယ်အဲ့လိုဆိုတော့ at least ပေါ့ကွာဟိုကျွန်တော်တို့ဒီလိုမျိုးအားဒီ ဟိုဘယ်လိုပြော energy drink တွေပေါ့နော်အခုဈေးကွက်ထဲမှာရှိ energy drink တွေအစားပေါ့နော်ဒါတောက်နိုင်ရင်တော့ဟိုနည်းနည်းတော့ဒုက္ခပေးတာရတက်တာမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ဟို energy drink တွေကြာတကြားတွေပဲအများကြီးပါတာဒီကောင်းကြာတကြားမပေါ့သူလည်းရေးထားတယ်အဲဒီမှာဆိုရင် sugar 0g ဆိုတော့ sugar လုံးဝမပေါ့ဒါမဲ့လေပြောလို့မရတရားရဲ 0g လို့ရေးထားပေမဲ့ဒါမဲ့ အဲ့လိုမျိုးတစ်ခါလေးကြာရင်လည်းတချို့ ingredient တွေမှာတကြားတွေရပါတယ်ဒါပေမဲ့ဒီကောင်ကတကြားထက်ဆိုင်ဟိုလိုမျိုးဒီ sweetener ပေါ့နော် sucrose sucralose တို့ပါတော့ပါတယ်ပေါ့နော် artificial sweeteners တွေပါတယ်ပေါ့နော်အဲ့လိုမျိုးဟာတွေထည့်ထားရဲဆိုတော့ဒီခါလေးကြာတော့လည်းပါတော့ပါတယ်ဒါပေမဲ့အခုနောက်လိုမျိုးဟိုဒီ market ထဲ energy drink တွေလောက် sugar spike လောက်ထားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ ဟိုအရသာရှိအောင်တော့ခုနက artificial sweetener ကတော့နည်းနည်းပပတော့ထည့်ထားတယ်။ဘာလို့လဲဆိုတော့ဒီအရသာဒီ blackberry taste ကလည်းဒါ artificial taste ပဲဖြစ်တဲ့အတွက်ကြောင့်တော့အနည်းနဲ့အများတော့ပါတယ်။ဒါပေမဲ့ဟိုကောင်နေလောက်တော့မဆိုးဘူးပေါ့နော်။အဲ့လိုဆိုတော့ဟိုလည်း lesser evil ပေါ့နော်။အဲ့လိုဆိုတော့တောက်လို့ရရတယ်ဒါပေမဲ့အမြဲတမ်းတောက်စရာတော့မလိုဘူးလိုမနေဘူးပေါ့နော်။အဲ့ဒါဆိုမိတ်ဆွေတို့အဲ့လိုမျိုးဟိုကိုကအားကစားလုပ်တယ် performance ခုနလေးမားတာတခုတော့မဟုတ်ဘူးပေါ့နော်။ဘလို့အားကစားမျိုးပဲဖြစ်ဖြစ် master recovery အတွက်လည်းအများကြီးကောင်းတယ်ဟိုပြီးတော့ B complex လည်းပါတယ်တဲ့အောင်ရုံကျော်အတွက်လည်းအအများကြီးကောင်းတယ်ပေါ့နော်ကောင်းတယ်သူကလည်းအဆုံးပါတယ်ကျွန်တော်ကြည့်တာတော့လေ leucine တို့ valine တို့လေ branch chain မှာတော့ isoleucine တို့ပါတယ်ပေါ့နော်နောက်တစ်ခါကျွန်တော်တို့အဲဒီကြွေးရိုင်းတို့ဒီ energy drink တွေပေါ့နော် energy drink တွေမှာတွေ့ရတဲ့ဒီ niacin တို့ taurine တို့ caffeine တို့အဲ့ဒါတွေလည်းအကုန်ပါတယ်ပေါ့နော် vitamin B6 ပါတယ် B12 ပါတယ်ပေါ့နော်အဲ့လိုဆိုတော့အဲဒီလို ကောင်းပါတယ်အဲ့ဒါဆိုတော့လေကောင်းပါတယ်အဲ့ဒါဘယ်နိုင်ငံလဲဆိုတော့ Europe ကထုတ်တာ Europe ကထုတ်တာဆိုတော့ Europe ကထုတ်တာဆိုတော့ဘယ်နိုင်ငံလဲဆိုတော့ကျွန်တော်လိုက်ရှာလိုက်သူကလည်းကျွန်တော် YouTube မှာတော့ရှာကြည့်တယ် YouTube မှာတော့လေသူပြောတဲ့စကားကလေအဲ့လိုမျိုး Switzerland စကားလားဘယ်လိုလဲမသိဘူး Europe နိုင်ငံတစ်ခုပဲဟိုအဲ Europe sorry အော် Czech Republic sorry ကျွန်တော် Czech Republic ပေါ့နော် sorry ဒီမှာရေးထားကျွန်တော်မျက်စိရလား အချက် Republic မှာထုတ်တာဆိုတော့ Europe brand ပေါ့နော်အဲ့လိုဆိုတော့ကောင်းပါပါကောင်းပါပါအဲ့လိုဆိုတော့ဟိုအများနဲ့ဆက်တော့ဆရာတော့မလို့ဒါပေမဲ့ကိုယ့်ရဲ့ကိုလိုဒီ active lifestyle မှာထည့်တဲ့အတွင်းအသုံးပြုလို့ရတယ်ဆိုရဲအကြောင်းကိုပဲကျွန်တော်ပြောပြတာဖြစ်ပါတယ်အဲအဲ့လိုမျိုးထည့်သွင်းပြီးတော့ရန်ဖန်ခအသုံးပြုလို့ရတယ်ဆိုရဲအဲဟာလေးတစ်မျိုးကိုကျွန်တော်ကဟိုအကျိုးရှိမယ်မိတ်ဆွေတို့လည်းအကျိုးရှိမယ်လို့ထင်ပါတယ်အဲ့လိုမျိုးဆိုတော့ကိုတခြားရတာကြိုက်တယ်ဆိုရင်လည်းတခြား new trend ကလေဟို အဲတခြားဟိုဟာတွေလည်းထုတ်တယ်သူတို့ protein တွေလည်းထုတ်တယ်စုံပေါ့နော်စုံပလုံစီနေအောင်ထုတ်တယ်အဲဆိုတော့ဟိုဘူးလေးကတိတိလေးပါကျွန်တော်တို့လက်နဲ့ရှင်လိုက်တယ်တိတိလေးပဲအဲဆိုတော့တလားလားပဲရှိတယ်အဲဆိုတော့ဒါမဲ့ကောင်းပါတယ်လုံးဝတဘူးလုံးတောက်လိုက်ရင်တော့အရင်ကောင်းပါလိမ့်မယ်အဲလိုဆိုတော့ကျွန်တော်ကတော့ကက်စီနေတော့ကျွန်တော်ကနှစ်ရက်ခွဲတောက်မှဖြစ်ပါတယ်အဲလိုဆိုတော့ဟိုဝယ်နိုင်တာမဝယ်နိုင်တာနဲ့တော့မဆိုင်ဘူးပေါ့နော်ကျွန်တော်ဝယ်ထားရဆိုရင်တော့နှစ်ရက်လောက်ခွဲတောက်မှ ဒါမဲ့ဘာလို့ကျွန်တော်အဲ့လောက်လမ်းစီရမလို့ကျွန်တော်အဲ့လိုအားကစားအောင်ဘုံတိုင်းဘုံတိုင်းနဲ့လုံတာမဟုတ်ပုံမှန်ပဲလုံတာဆိုတော့တွတ်တက်လည်းအဲ့လောက်အများကြီးမလိုဘူးပေါ့နော်ပြီးရင်ပရိုတင်းလည်းတောက်နေကြဆိုတော့ BCA ရဲ့တခါလေးကကျွန်တော်တို့ဒီ YouTuber အဲ့လို fitness ဟိုဒီ influencer fitness influencer ထပ်ပြောရမယ်ဆိုရင်တကယ်အကြီးကြီးတွေပေါ့နော်ကျွန်တော်တို့ဟို YouTuber Mike Israel တို့ဘာလို့ပြောရလဲဆိုရင်ဒီ BCA က တကယ်ဆိုမလိုဘူးလို့တောင်ပြောပြီးစီကိုလေသူတို့ကပြောပရိုတင်းကိုလုံးလုံးလောက်စားနိုင်တယ်ပရိုတင်းတေချာတောက်နိုင်တယ်ဆိုပြီးစီကပါပြီးသားဆိုရင်မလိုဘူးဆိုတဲ့ဟာကိုပြောထားတယ်ပေါ့နော်အဲအဲ့လိုမျိုးဆိုတကယ်လို့ကိုတောက်တဲ့အထဲမှာမပါဘူးဆိုမှသာလေသူကတောက်ရတာဆိုတော့လေအဲအဲအဲ့လိုမျိုးပြောထားတယ်ဒါပေမဲ့လေ in case ပေါ့လေ placebo effect လည်းဖြစ်နိုင်တယ်အဲဆိုတော့အကျိုးတော့ရှိပါတယ်ဟိုရေယိုမာဆာရီကာဗရီတွတ်တော့ကောင်းတယ်မာဆာဘီလဒင်းအတွက်တော့ဒါကိုမီကိုလို့မင်းရအောင်ဆိုတော့အဲ့တော့ဒီကဘောဆိုဒါကြီးတောက်လိုက်ရတယ်ဘလိုက်ကြီးထွက်လာမှာတော့မဟုတ်ဘူး အဲ့လိုဆိုတော့ recovery အတွက်ပဲကောင်းပါဘူး။ဒါဆိုဒီမှာ amino acid တွေကခုနကမျိုးကို muscle breakdown ဖြစ်သွားတဲ့နေရာလေးကိုပြန်ပြီးတော့အစာထိုးပြန်ဖြည့်ပေးဖို့အတွက်ပဲအသုံးပြုလို့ရမှာဖြစ်ပါတယ်။လုံးဝ hypertrophy လုံးဝ jack ဖြစ်သွားအောင်လို့လုပ်ပေးမှာတော့မဟုတ်ဘူး။အဲ့လိုဆိုတော့ဟိုကဖြစ်ဖို့ဆိုရင်တော့ကတကယ် protein whey protein ဖြစ်ဖြစ်ကို dietary အစာတောက်ထဲမှာထည့်မဲ့ protein တွေတောက်မှာပဲကိုလိုချင်တဲ့အဲ fitness goal တခုရမှာဖြစ်ပါတယ်။အဲ့လိုဆိုတော့အဲဒီထိအဲဒီဟာလေးကိုကျွန်တော် review လုပ်ပေးရဖြစ်မှာတောက်လို့လည်းကောင်းပါတယ်။ ဘယ်လိုပြောမလဲဆိုတော့တကယ်ဟိုအရင် artificial တော့မဆန်ဘူးတကယ်ဒီမျိုး energy drink